်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုဒူးချုပ်စိုးဝင်ရောက်ရှိစဉ်ဒရုန်းနှစ်စီးဖြင့်ဖောက်ခွဲတိုက်ခိုက်ခညိုကွင်းရှိ439ပွိုင်တွင်အထိုင်ချထားသောစစ်တပ်ကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် စကိုင်းတိုင်းအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတ်တပ်တွင်ကိုဒူးချုပ်စိုးဝင်ရောက်ရှိနေစဉ်ကာမီကာစီဒရုန်းနှစ်စင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာထိရောက်စွာပောက်ကွဲမှုရှိခဲ့ကြောင်းဒေါက်တာမန်လီကျောင်းစစ်စီရေးမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်။ယနေ့အောက်တိုဘာလ26ရက်နေ့တွင်မုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတ်တပ်တွင်ကိုဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်သည်ရဟတ်ရင်ဖြင့်ရောက်ရှိလာပြီးစေယုံချုပ်တဲတွင်၎င်း၏လက်အောက်ငယ်သားများကိုတွေ့ဆုံနေစဉ်ဒေါက်တာမန်လီကျောင်းစစ်စီရေးအဖွဲ့ကကာမီကာစီဒရုန်းတပ်စင်ဖြင့်၎င်း ည9နာရီအချိန်တွင်နမခတက်အတွင်ရှိဒူးချုပ်စိုးဝင်းရဟတ်ရင်ရှင်နာထားသည့်နေရာကိုကာမီကာဆေဒရုန်းတစ်စင်းဖြင့်၎င်းထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ဒူးချုပ်စိုးဝင်းရောက်နေတယ်ဆိုပြီးသတင်းရရချင်းပြင်ဆင်ပြီးတိုက်ခိုက်ခဲ့တာပါ။ပောက်ကွဲတန်ကတော့နှစ်ခါလွတ်တောင်းနှစ်ချိန်လုံးကြာရတယ်။ကျွန်တော်တို့ကပြစ်မှတ်တွေနဲ့အနီးဆုံးနေရာကနေကြာခဲ့ရတာပါ။ထိခိုက်မှုအခြေအနေကတော့စုံစမ်းနေသေးပါပဲ။လုံခြုံရေးလည်းအထူးတင်းကျပ်ထားတယ်။ကျွန်တော်တို့တောင်းတမန်အဖွဲ့သားတွေအားလုံးစေအာနာရှင်စနစ်အမြင့်ပြတ်ချေမုန်းနိုင်ရတဲ့အတွက်စ조사ဆောင်ရွက်နေကြပါတယ်။ မိဘပြည်သူတွေအနေနဲ့လည်းပူးပေါင်းပါဝင်ကူညီပေးကြပါအောင်လို့မြစ်တာရက်ခံခြင်းပါတယ်ဟုတောင်းတမန်လေးကြောင့်မှစစ်စစ်ရေးတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ထို့သောဖောက်ခွဲတိုက်ခိုက်မှုအတွင်ထိရောက်စွာပောက်ကွဲမှုရှိခဲ့ပြီးဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ပြီးနောက်နာမခတ်တပ်အတွင်မှရဟန်းရင်တစင်းဖြင့်ကင်ပတ်ပြန်ဝဲကလုံခြုံရေးယူပြီးနောက်ရဟန်းရင်တစင်းလည်းပြန်တက်မောင်းနှင်ထွက်ပြေးသွားကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကတောင်းတမန်စစ်စစ်ရေးအခွဲများသည့်ရှာထူဝေါ်နီးပညာတပ်ဖွဲ့၏တင်3 PDAF ARD တိုင်းပကဖကျုံတက်ဖွဲ့နှင့်ရှာတူဝော်နီးပညာတက်ဖွဲ့ဤတင်းဖို SSDF အင်ဂျယ်ဝင်းကျုံဖို့ဖီရာပြန်ကျုံတင် ARD တိုင်းပြည်သူ့ကောက်ွယ်ရေးတက်ဖွဲ့ Union Brother UB ပြည်သူ့အကျိုးဆောင်အဖွဲ့ငါတို့ထောက်ဖို့အဖွဲ့ခွန်အားများပါသိန်း9000ထောက်ဖို့အဖွဲ့နဲ့ဒေတာကန်တက်ရင်တက်ဖွဲ့များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကောက်ွယ်ရေးရဲဘော်များအထိကိမ့်ရှိဘေကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ် ်အလားတူမကိုတိုင်းကညွတ်ကွင်း439ပွိုင်တွင်အထိုင်ချတက်ဆွဲထားသောအကြံဖက်စစ်တပ်ကိုလည်း drone ဖြင့်တိုက်ခိုက်ခဲ့ကြောင်းတာယာဝတီခရိုင်ပကဖစီရေးတာဝန်ခံရဲဘော်တစ္ဆာကသတင်းဌာနသို့ပြောပါရယ်အော်တိုဘားလ26ရက်နေ့တွင်ဖြူမြို့နယ်ရှိကညွတ်ကွင်း439ပွိုင်ကိုနံနက်9:06မိနစ်ခန့်၌ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ရှင်းတိုက်ခိုက်မှုအတွင်အကြံဖက်စစ်ကောင်စီတပ်သားသိဆုံးမှုကိုစုံစမ်းလျက်ရှိပြီးတော်လရေးတပ်ဖွဲ့များထိခိုက်မှုရှိဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဖြူးမြို့နယ်ပကဖားနဲ့တာယာဝတီခရိုင်ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးမြောက်ပရိမြို့နယ်လေးခေကော်တို့စစ်တပ်ကလေရင်ဖြက်ဖုံးကျဲပြီးလက်နက်ကြီးများစက်တိုက်ပစ်ခတ်နေကမြေပြင်မှလည်းစစ်အင်အားအလုံးရင်းဖြင့်တက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်မြောင်းပြည်မြို့နယ်ထိုင်းမြန်မာနယ်ဆက်၄ကီကောဘတ်ကိုအကြံဖက်စစ်တပ်ကဝိုင်းတွဲလျင်လက်နက်ကြီးများဖြင့်စက်တိုက်ပုံကျဲဖြစ်ခဲ့ပြီးမြေပြင်မှလည်းစစ်အင်အားအလုံးရင်ဖြင့်ထိုးစစ်ဆင်နေကြောင်းကရင်စစ်ရေးတရင်ရင်မြက်ကတရင်ဌာနကိုပြောကြားပါတယ်။ယနေ့အောက်တိုဘာ26ရက်နေ့ည9နာရီကျော်ခန့်အချိန်မှစတင်ပြီးည8:30မိနစ်အချိန်အထိအကြံဖက်စစ်တပ်က၄ကီကောသို့ဝိုင်းတွဲလျင်ဖြင့်စက်တိုက်ပုံကျဲလျက်ရှိကြောင်းမြောင်းပြည်မြို့ဆောင်တပ်ခမာရ295တရင်ကလည်း122မမလက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်နေကြောင်းသိရပါတယ်။ ထို့ပြင်မြေပြင်မှလည်းအကြံဖတ်စစ်တပ်ကလူလိုင်းလုံးအလုံးရင်ဖြင့်လေကိတ်ကော်မျိုးစီတို့ဥတီထိုးစစ်စင်ရွှေလျားလာနေကြောင်းနှစ်ဖက်တီးထွေတိုက်ပွဲများပြင်းထန်နေပြီးတိုက်ပွဲအတွင်အကြံဖတ်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားကြောင်းစစ်တပ်ကစစ်မှုရန်တပ်သားတင်များဖြင့်လေကိတ်ကော်ရှိဆွဲတော်အမြောက်ကုန်းကိုရရှိရေးထိုးစစ်စင်ပြီးအခြေအနေရှိကြောင်းသိရပါတယ်လေကိတ်ကော်ကိုစစ်တပ်ကလူလိုင်းလုံးစစ်စင်ရင်းနဲ့မြေပြင်စစ်တောင်းထိုးတိုက်စစ်စင်နေပါတယ်အခုနောက်နောက်10နှစ်ကျော်ကနေ17ခွဲအထိ ဝိုင်းတွင်းနဲ့ပုံကတ်ကျဲတိုက်ခိုက်နေတဲ့မြေပြင်တိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးတာတွေရှိနေတဲ့ကြားကစစ်သားအစ်တွေနဲ့ဆွဲတော်အမြောက်ကုန်းကိုထိုးစစ်ဆင်နိုင်ဖို့စစ်ကြောင်းပတ်လာနေတဲ့ဟုဒေတာရင်းစစ်ရေးတရင်ရေးမြစ်ကပြောဆိုပါတယ်။အကြံဖက်စစ်တိုက်ဝိုင်းတွင်းလျင်ဖြင့်ပုံကျဲတိုက်ခိုက်တံများလက်နက်ကြီးများဖြင့်အဆက်မပြတ်ဖြစ်ခတ်တံများကိုထိုင်းနိုင်ငံမှာစောင့်မြို့နေဆက်အတီကျေလောင်စွာကြားရကြောင်းမဲဆောင်မြို့တွင်နေထိုင်သူများကပြောဆိုပါတယ်။အလားတူယမန်နီကလည်းမြောက်ပြည်မြို့အနီးလေးကော်နဲ့မေထော်တလေးဘက်ကိုအကြံဖက်စစ်တပ်ကလက်နက်ကြီးများဖြင့်တောက်လျှောက်ပစ်ခတ်ခဲ့ပြီး ဖိုးရန်နိုင်ကုန်းလို့ခေါ်တဲ့အင်ဂျီကုံဖုန်ကြီးကျောင်းနဲ့ကြောက်ကူဘက်ကိုစစ်ကြောင်းထုတ်လာတော့ကြောင်းဖြည့်တိုက်ပွဲများပြင်းထန်ခဲ့ပြီးလက်ရှိအချိန်အထိတိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်းသိရပါတယ်ဆလဗီညင်းချံတွင်စစ်တပ်အထိုင်ကျတက်ဆွဲထားသောတမန်ဒီဆက်ယုံကို109မမရှော့တိုက်တုံးဆက်လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းညင်းချံမြို့နယ်တွင်အကြံဖက်စစ်တပ်အထိုင်ကျတက်ဆွဲထားသောတမန်ဒီဆက်ယုံကို109မမရှော့တိုက်တုံးဆက်လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ရာစစ်သား15ဦးသေဆုံးခဲ့ကြောင်း ရင်းချန် district battalion 2မှတရင်မှုကတရင်ဌာနကိုပြောပါရယ်အော်တိုဘလ19ရက်နေ့ရင်းချန်မှုနဲ့၌အကြံဖက်စစ်တပ်ကအင်အား200ခန့်ဖြင့်အထိုင်ချတပ်ဆွဲထားသောတမနီဆက်ယုံကိုတော်လန်ရေးတပ်ဖွဲ့များက109မမရှော့တိုက်တုံးစေလုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထိုးတိုက်ခိုက်မှုအတွင်အကြံဖက်စစ်တပ်မှ15ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြပြီးတော်လန်ရေးရဲဘော်များအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါရယ်ရင်းချန်တမနီဆက်ယုံကိုကျွန်တော်တို့ပြစ်ခဲ့တာပါ ဆယ်လုံးပြစ်တာမှရှစ်လုံးကအောင်မြင်နေရှစ်လုံးအောင်မြင်တဲ့အထက်ကနေလေးလုံးကထိကျက်ကောင်းကိုမှန်ပါတယ်။အဲလေးလုံးကစစ်ခွေးတွေရှိတဲ့နေရာကိုခြောက်ရောက်ပောက်ကွဲခဲ့လို့စစ်ခွေးတွေဆုံးလာများခဲ့ပါတယ်။အဲဒီနေရာမှာကစစ်ခွေးအင်အားကတော့200ဝန်းကျင်ခန့်ရှိပါတယ်။စစ်ခွေးတေတာကခမန်းကြီး15ဦးတေဆုံးနေကျွန်တော်တို့ရဲဘော်တွေအထူးကမ်းရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုငင်းချန် Display Battalion 2မှတိုက်ရင်မှုကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကငင်းချန်ခရိုင်အမှတ်1တိုက်ရင် ဖာမာဂရယ်လာဖုန်း VTF ညင်းချံဝမ်မိုးစစ်တောင်းနဲ့ညင်းချံခရိုင်အမှတ်3တပ်ရင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးမြမအရေးရက်တီချက်၄ရက်ထိုင်းချမှန်ရွေးကောက်ပွဲလိလာသူစစ်လွတ်စေခြင်းပင်ပေတရားဝင်အသိမှတ်ပြုတာမဟုတ်ဘူးဟုထိုင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မြမနိုင်ငံရဲ့လက်ရှိအခြေအနေအပေါ်အတိကမူဝါဒရက်တီချက်၄ရက်ချမှတ်ထားကြောင်းထိုင်းနိုင်ငံသားရေးပြောရေးဆိုခွင့်ရှိသူဒီကွန်တေဘလန်ကူရာက အော်တိုဘာလ25ရက်မှာတရားဝင်ထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။ အောက်တိုဘာလ26ရက်နေ့မှာစတင်ခဲ့တဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေမှတိုင်မီကျင်းပတဲ့အာဆီယံနိုင်ငံသားရေးဝင်ကြီးများအစည်းအဝေးအပြီးမှာအဆိုပါမူဝါဒတွေကိုထိုင်းကသတင်းတောက်တွေရှိဖော်ထုတ်ခဲ့တာပါ။မနေ့ကလည်းထိုင်းနိုင်ငံသားရေးဝင်ကြီးဆီဟာဆက်ဖောင်ကက်ကောင်ကဘုံသဘောတူညီချက်5ရဲ့အကောင့်ထဲပေါ်ရေးဆိုင်ရာအလို့သဘောအကြံပေးဆွေးနွေးပွဲတိုးချစ်အစည်းအဝေးကိုတက်ရောက်ခဲ့ပါသေးတယ်။မြမအကြီးထိုင်းနိုင်ငံကချမှတ်ထားတဲ့အကြီးအကဲမူဝါဒရည်တည်ချက်လျက်ကတော့ တမြန်မာနိုင်ငံမှာအားလုံးပါဝင်နိုင်တဲ့ဆွေးနွေးမှုနဲ့ရေရှည်ငြိမ်းချမ်းရေးရရှိဖို့ရာမရှိမဖြစ်လိုအပ်တဲ့လမ်းကြောင်းအဖြစ်လူသားချင်းစာနာမှုအခွင့်အရေးတွေပံ့ပိုးပေးရင်နှင်းရွေးကောက်ပွဲလွန်မှာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့တစိ့တစ်ပိုင်းအဖြစ်ဆွေးနွေးညှိနှိုင်းမှုတွေဆက်လုပ်ရင်းအားလုံးပါဝင်ပြီးတရားမျှတဖွင့်လင်းညှိတာတဲ့ရွေးကောက်ပွဲတွေပြုလုပ်ဖို့တောင်းဆိုရင်၃အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမြမအရေးသက်ဆိုင်သူတွေအချင်းချင်းနဲ့အာဆီယံရဲ့ပြင်ပမိတ်ဖက်တွေအကြားအပြုသဘောဆောင်တဲ့တီထွေဆက်ဆံမှုကိုထောက်ခံအားပေးညှင့်တင်ရေး လေမြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ရန်ရည်ရည်ထိရောက်မှုနဲ့စင်ဆက်မပြတ်ဆက်လက်လှုပ်ဆောင်နိုင်မှုကိုပုံမမြင့်တင်ရေးလို့ဖြစ်ပါတယ်။စေုပ်စုချင်းပါမဲ့မြန်မာရွေးကောက်ပွဲနဲ့ပတ်သက်လို့နီကွန်ဒေကထိုင်းအနေနဲ့မြန်မာရွေးကောက်ပွဲကိုပြည်တွင်းဆုံးဖြတ်ချက်အဖြစ်ရှုမြင်ပေမယ့်လာမယ့်ရွေးကောက်ပွဲတွေတက်နိုင်သမျှအားလုံးပါဝင်နိုင်အောင်မြန်မာနဲ့ထိတွေ့ဆက်ဆံဖို့အရေးကြီးကြောင်းအဲ့ဒီလိုထိတွေ့ဆက်ဆံရမှာလဲအာဆီယံအဖွဲ့ဝင်တွေကရွေးကောက်ပွဲလေ့လာသူတွေစီလို့တဲ့ကြောင်းပြောဆိုပါတယ်။ဒါပေမဲ့လေးလာစောင့်ကြည့်တယ်ဆိုတာအတိမတ်ပြုထောက်ခံတယ်လို့မဆိုလိုပါဘူး။ ပွင့်လင်းမြင့်သားမှုအားလုံးပါဝင်နိုင်မှုနဲ့ရွေးကောက်ပွဲရဲ့ဘေးကင်းလုံခြုံမှုကိုတည်ချစေဖို့အတွက်လှိလာဆောင်ကြည့်ဖို့လိုအပ်နိုင်ပါတယ်။ဒါဟာရွေးကောက်ပွဲကိုယ်တိုင်ကိုအသိမှတ်ပြုခြင်းနဲ့လုံးဝမတက်ဆိုင်ပါဘူးလို့နီကွန်ဒီကဆိုပါတယ်။တစ်ချိန်တည်းမှာပဲမြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ရဲ့တက်တန်းကိုထိုးမြင့်မဲ့စိတ်ကူးအပေါ်အစီအဝေးကအပြီးသက်ဆုံးဖြတ်ချက်မချရသေးကြောင်းရေပူရအဖြစ်ထောက်ခံမှုတော့ရှိကြောင်းသူကပြောဆိုခဲ့ပါတယ်။စမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။